85ရက်လုံးကျုံးမယ်75 heart challenge day 5ဖြစ်ပါတယ်။ဒီနေ့ကတော့ညနေပိုင်းမိုးရွာတော့ဒီနေ့ကတော့နက်ဆန်စားပြီးရတယ်ကျွန်တော် workout လာလုပ်တာပေါ့နော် outdoor exercise 45 minute workout လာလုပ်တယ်။အဲဒီ challenge မှာဒီ challenge လုပ်ဖြစ်တာဘာကောင်းလဲဆိုဘယ်လိုပြောကိုကိုတွန်းအားတစ်ခုဖြစ်စေတာပေါ့နော်ပုံမှန်ဆိုဗျာကျွန်တော်တို့အိမ်မှာနေ ောကောက်ကလှုပ်ချင်လဲလှုပ်မလှုပ်ချင်လဲမလှုပ်ဘူးတည်ရမှာလှုပ်လဲခဏလောက်ဝင်လှုပ်လဲဒီမှာကျတော့45မိနစ်ပြည့်အောင်လှုပ်ရမယ်ဟာအပြင်မှာလှုပ်ရမယ်ဆိုအပြင်မှာလှုပ်တာဘာကောင်းလဲဆိုလီကောင်းလီတန်ရရတယ်ပြီးတော့ကျတော့မနက်ခင်းနေအောင်ကြီးရရတယ်ဗောနော်အဲဒါဆိုဗိုက်တာမင် D ပေါ့အဲခဏကိုတော့ကောင်းကျိုးတွေအများကြီးရှိရဲ့ဗိုက်တာမင် D ရတာအာညဘက်မှာလဲအဲ့လိုကောင်းကောင်းအိပ်ပျော်စေရဲ့ဗောနော်ကျွန်တော်တို့က ကျွန်တော်အရှိမပြောခဲ့လို့ပဲကျွန်တော် workout တွေ diet တွေကအရေးကြီးဆိုအချိန်မှန်မှုအချိန်မှန်မှန်အိပ်ဖို့အေးဝဖို့ကလည်းအရေးကြီးတယ်ဗောနော်အဲကျွန်တော်အခုဒီနေ့လဲလမ်းလျှောက်တဲ့ဟာလေးပဲဗောနော်ကျွန်တော် outdoor exercise 45မိနစ်ရတော့ကျွန်တော်လမ်းလျှောက်တာပဲများရတယ်ဗောနော်ဘာလို့လဲကျွန်တော် stamina လည်းအရင်မရသေးလို့ဗောနော်ဒါပေမဲ့မနေ့ညတော့မိုးရွာနေတော့ကျွန်တော်မိုးရေထဲမှာပြေးလိုက်တယ်အဲလဲ အဲ့တော့ကျွန်တော်အခုလမ်းလျှောက်မယ်ပြီးလို့ရှိရင်ထုံးစံတိုင်းပဲကျွန်တော် structure လုပ်နေကြနေရာလေးမှာ structure လုပ်မယ်ပေါ့နော် ေလေးရနည်းနည်းလေးပူလာဗိုက်တာမင်ဒီပူကဲွားဩဒီ challenge လောက်တာဘာကောင်းလဲဆိုရင်အဲ့လိုစိတ်တက်ပူပြီးတော့ကြံ့ခိုင်သွားစီရလို့ခံစားရတာဗောနော်ဘာလို့လဲဆိုတော့အရင်ကဆိုရင်နည်းနည်းပြင်းတယ်လीနော်မနှက်ဆိုလဲမထခြင်းအဲ့တော့အဲ့ရတဲ့မှာပဲနေဖုန်းသုံးပြီးရင် အဲ့လိုသူ့ရဲ့ challenge တဲမှာပါစာတနည်း7မျက်နှာဖတ်ရမယ်ဆိုတဲ့ဟာလေတော်တော်လေးကောင်းတယ်ဗျာဘာဘာကောင်းလဲဆိုတော့ဘဝအတွက်တော်ရည်တာအကျိုးရှိတဲ့ကိစ္စပါနော်ပုံမှန်ဆိုရင်ကျွန်တော်တို့စာဖတ်ဖြစ်တာအချိန်နည်းလာဒါအကုန်လုံးလိုလိုပဲဒီဘက်ခင်မှာကြုံတွေ့နေရပြောတာကျွန်တော်အဲတခုဆိုလဲ internet ကနေရှာဖတ်လိုက်တယ်ဖုန်းလေးကနေပဲဖတ်လိုက်တယ်စာအုပ်ကင်ပြီးတော့ဖတ်ဖြစ်တာရှားတယ်ဗောနော် အခုတော့ဒီ challenge လေးပြန်လုပ်ဖြစ်နေတော့အဲ့လိုစာလေးလည်းပြန်ဖတ်ပြတယ်ပုံမှန်ဆိုသူစာ10မိနစ်ပဲဖတ်ခဲ့မနေ့ညဆိုကျွန်တော်ဒေါက်တာဖြိုးတီဟာစာအုပ်ပေါ့နော်ဗုဒ္ဓအလိုကြ minimalism ဆိုတဲ့စာအုပ်ဟိုသူကဟိုစောင်းပါတပုတ်ကဆယ်မိနစ်မပြည့်ဘူးမပြည့်တော့ကျွန်တော်အားနဲ့ဆယ်မိနစ်ပြည့်အောင်ဆိုပြီးတော့ထပ်ဖန်ဖန်နဲ့အားနဲ့နောက်ထပ်တပုတ်ကကူက15မိနစ်အကျော်လောက်ဖြစ်သွားတယ်ထင်တယ်ဒါပဲပြော ဟိုတခြားအချိန်ကုန်နေ social media မှာဆိုသိရတိုင်းပဲအဲစိတ်ညစ်စရာတွေစိတ်ပြက်စရာတွေတယောက်နဲ့တယောက်အဲ့လိုမျိုးတိုက်ခိုက်နေရတွေအကျိုးမရှိရဲအဲ့လိုမျိုးဟာတွေထပ်စားဒီလိုမျိုးစာလေးဖတ်ပြနေရပါပဲပြီးတော့ကောင်းတယ်ဗောနော်အဲ့အလင်းကျင်လေးလည်းရှိရပြီးတော့စိတ်တက်ဟိုတော်တော်လေးကိုကြန့်ခိုင်လာတဲ့အာမိုးရွာရွာနေပူကလှုပ်ဆရာရှိရလှုပ်ရမယ်ဆိုတော့စိတ်တက်မာကြောမှုလေးရလာဗောနော်ဒါတော့ကျွန်တော်9ရက်ပဲရှိသေးရဲ့အာရက်ကြလာလို့ရှိရင်ကျွန်တော်ဘယ်လောက်ထိ ပြောင်းလဲသွားမလဲဆိုတာအာစိတ်ဝင်စားဖို့ကောင်းတယ်ခုကကျွန်တော်ဒီမှာလက်ခင်းမြေပေါ်မှာထိုင်နေပါတော့နေလေးနည်းနည်းလေးပြင်းနေသေးလို့အဲ့ဒါလေးထိုင်ပြီးတော့စကားပြောကျွန်တော်အခုလမ်းဆက်လျှောက်ပါမယ် Okay let's go ဒီစေပဲတချင်းလေးနားထောင်ပြီးရှောက်ပုံမိုက်ငကြလေးတက်တချင်းလေးနားထောင်ကော်ဖီလေးနဲ့ကိုလမ်းလျှောက်ဟောကျွန်တော် out of 45 py ပေါ့နော်နေလဲနည်းနည်းပြင်းနေပြီအဲအိမ်ပြန်နေတယ် ် indoor 45ကတော့ကျွန်တော်ညနေမှလုံမယ်ပေါ့နော်ညနေ AC ပဲ AC မှလုံမယ်အခုကျွန်တော်ပြီးသွားလို့ရှိရင်ခဏနားမယ်စားဖတ်မယ်အပြီးလို့ရှိရင်နေ့လည်သာစားမယ်ပေါ့နော်ကျွန်တော်နေ့လည်သာပါစားလဲဆိုတာလည်းပြပေးမယ်ကဲအခုတော့နားလိုက်ပါအောင်မယ်ကလေးဖေရဲ့ duty ဖြစ်ပါတယ်ဒါကတော့ challenge တွေမှာမပါတဲ့အလုပ်လေးပေါ့လေလေးလေးတော့လေးတော့မင်း ဒါကတော့ဒီနေ့တနေကုန်ကျွန်တော်စားတဲ့ဟာတွေပေါ့နော်မနက်စာဦးထုံးစံနိုင်မယ်ကြက်ဦးရဲ့ကော်ဖီရဲ့လိမ္မော်သီးရဲ့ပေါ့နော်နေ့လယ်စာကတော့ငါးတက်မြာပေါင်းနဲ့ထမင်းနဲ့စားပါတယ်ညစာကတော့တူနာဆက်လက်နဲ့နွားနုံနဲ့ဖြစ်ပါတယ်ပြီးတော့ကျွန်တော် indoor exercise လုပ်တယ် indoor exercise လုပ်တာတော့ကျွန်တော်ဗီဒီယိုမရိုက်တော့ဘူးပြီးတော့ကျွန်တော်စာဖတ်တယ်စာဖတ်ပြီးတော့ကျွန်တော်အေးရဝင်ပါတယ်ဒါကတော့ဒီနေ့အတွက်ကျွန်တော်ရဲ့ daily routine ပါနောက်ရက်တွေကျရင်ရောဘာတွေဆက်လုပ်ဖြစ်အောင်လဲဆိုတာ ဆက်ပြီးတော့ဆောင်ကြည့်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်